တို့အညာကိုအစဉ်မြဲအပေးကြပါတော့တော်လန် ကလစ်ကများအားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးမြတ်တန်တင်ပါတာပြန်ထားတယ်။လေလွင်သူဆိုတဲ့ဝတ္ထုကိုအပိုင်းခြားအနေနဲ့ဆက်လက်ပြီးတော့ဖျက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကျမကတော့အတော်ပါ။လေလွင်သူ မြတန်တင်အခန်းခနဲ့ရေချိုကန်ကန့်လက်ကကြားထဲကမီးအောင်မြင်မြင်ကလေးထွက်နေတယ်။သူ့အခန်းထဲကို ကြည့်လိုက်တော့ ရောဘတ်ကကရင်ပေါ်မှာလဲလျက်ဖေး။ဒါပေမဲ့နိုးနေပုံရတယ်။ဟေ့ရောဘတ်နိုးနေသလား။အေးနိုးနေပြီ။ရေချိုကန်ထဲမှာမှောင်နေတော့ကျန်းပြင်ပေါ်ကဖက်နက်ကိုတက်နေမိတာကန်ကောင်းလို့ခေါင်းမကွဲတယ်။ ်ရောဘတ်ကအိပ်ရာပေါ်မှာလှဲရင်တံတောင်ကို ထောက်ပြီးစောင်းနေတယ်။သူ့မျက်နှာမှာလဲဝက်ချံဆေးတွေတုတ်ထားလိုက်တာဖွေးနေတာပဲ။အမောင်ထဲမှာထုံအူကြီးမှောက်ထားသလားအောက်မေ့ရတယ်။ဘာလုပ်နေရလဲ။ဘာလုပ်ရမှာလဲကွအိပ်မလို့ပေါ့။မင်းတို့နှစ်ယောက်စုနေတာနဲ့အိပ်လို့မရအောင်မဖြစ်ကြရလဲ။မိခလုတ်ကဘယ်နားမှာလဲကွ။ရှာလို့လည်းမတွေ့ပါလား။ကျွန်တော်ကနေရန်ကိုရှောက်ဆန်းနေတယ်။ဘာလို့မလို့မီးဖွင့်တာလဲ။မင်းလန်နာမှာ မိခလုတ်ကိုစမ်းတွေ့တာနဲ့မိကိုဖွင့်လိုက်တယ်။ရောဘတ်ကမိအောင်စိုးမဆိုးလို့မျက်လုံးကိုလက်နဲ့ကားလိုက်တယ်။ဟဲ့ကောင်ဘလို့ဖြစ်လာတာလဲ။ကျွန်တော်မျက်နာကသွေးတွေကိုမြင်လို့တူအော်တယ်။ဆက်ထရလီတာနဲ့ဖိုက်လာတာကွာ။ကျွန်တော်ကျန်းပြပေါ်မှာထိုင်လိုက်တယ်။ဒီကောင်တွေရဲ့အခန်းမှာကလဲထိုင်ရဲလို့တခါမှမတွေ့ဘူး။ကလဲထိုင်ကိုဘာလို့ပြစ်တယ်လဲမစိုးနိုင်ဘူး။ဟဲ့ကောင်ကြားကစားမလားလို့ကျွန်တော်ကမေးတယ်။ ဤကောင်ကကြားကစားတာကိုအင်မတန်ဝါသနာပါတာဟဲ့ကောင်မင်းမျက်နှာမှာသွေးတွေနဲ့ဆေးလေးပါလိလိမ့်လိုက်အောင်ခဏနေရက်သွားမှာပေါ့ဘယ်နဲ့လဲကြားကစားမလားကြံကြီးစရာကွာဒီအချိန်ကြီးမှာကြားကစားအောင်မလို့လားဘယ်အချိန်မျက်ရှိသေးလို့လဲအလွန်ဆုံးရှိ၁၇နာရီခွဲလောက်ပဲရှိအောင်မယ်မဖြစ်ဘူးကွာမနေ့အစောကြီးထပြီးဖះရှိခိုးကြောင်တက်ရအောင်မမင်းတို့လည်းရောက်စုညံနေတာနဲ့အခုထိတရေမှမအိပ်ရသေးဘူးနေစမအောင်ဘာဖြစ်လို့ဖိုက်နေကြတာလဲ ြောရရင်တော့ရှေးကြီးပဲကွာနားမလောင်ကြည်စမ်းပါနဲ့ကွာကျွန်တော်ကစကားဖြစ်အောင်ပြောလိုက်တယ်အမှန်ကတော့ကျွန်တော်ကိုရေးကိုတာကိစ္စတွေကိုဒီကောင်ကိုဘယ်တော့မှပြောလို့မရှိဘူးဒီကောင်ကငတုံးတုံးလိုက်တာမှဆက်ထရလီတာထပ်တောင်းတုံးသေးတယ်ဟိုကောင်ကတုတ်တဆိုင်အများကြီးတော်သေးတယ်ဟေးငါအီလီရဲ့ကတည်းကအိတ်မြကွာဒီနေ့ညဒီကောင်ပြန်မလာဘူးမဟုတ်လားကျွန်တော်ကတိလျက်သားနဲ့မေးလိုက်တယ်အမှန်ကအီလီဟာစနေနေ့ဆိုရင်အိမ်ပြန်အိတ်တတာကျွန်တော်သိသားပဲ။ မတည်ဘူးကွာဒီကောင်ဘယ်ချိန်ပြန်လာမလဲမပြောတတ်ဘူးကျွန်တော်တော်တော်စိတ်တူသွားတယ်ဘာမတည်ဘူးလေပါလေလုံမနေစမ်းမှနဲ့ကွာဒီကောင်ကစနေနေ့ဆိုရင်အိမ်ပြန်အိတ်တက်တာတနင်္ဂနွေညကျမှပြန်လာတာမဟုတ်လားကျွန်တော်ကသူ့အနာသွားပြီးပခုံးကိုပုတ်လိုက်ဟဲ့ကောင်လောက်ကွာငါဒီမှာအိတ်မယ်ဘယ်နေလဲမတည်ဘူးကွာသူများအိတ်ရပေါ်မှာအိတ်ပါလို့ငါမပြောချင်ဘူးမင်းတဘောပဲလောက်ပါတကယ်ချင်းဟာမင်းကလူကြီးလူကောင်းစိတ်လည်းရှိပါတယ် ပြီးတော့ငါ့ကို secret လေးတိုက်စမ်းကွာ secret တောက်ချင်လိုက်တာဟွန်းဟွန်းငါ့မှာမရှိဘူးနေစမ်းမအောင်မင်းတို့နှစ်ယောက်ဘာဖြစ်လို့ fight ကြတာလဲကျွန်တော်မဖြစ်ဘူးသူကထလာပြီးပြရင်ပေါက်မှာတွက်ရက်နေဘာဖြစ်လို့မှမသိဘူးကျွန်တော်စိတ်ထဲမှာဝမ်းနဲ့တလူလူပါလူလူကြီးဖြစ်လာတယ်ဘာဖြစ်လို့ fight တာလဲဟွန်းဒီကောင်မေးတာအချိန်90လောက်ရှိပြီတော်တော်ခက်တယ်ကောင်မေးဘာဖြစ်လို့ဒီလောက်တဖဖမင်းနေရတယ်လဲမသိဘူးမင်းကြောက်ပေါ့ ပါငါကြောက်ဟုတ်လားငါနဲ့ပါဆိုင်လို့လေမင်းအကြောင်းကိုမကောင်းပြောနေရမခံကျင်လို့ပေါ့မင်းကအလဲကားကောင်းနဲ့ငါရှိမှပြောနေရငါမခံကျင်တော့ဟုတ်လားဘလို့အလဲကားကောင်းနဲ့လေကျွန်တော်ကသူ့ကိုနောက်ပြောင်ပြောတာဖြစ်ကြောင်းပြောပြီးအီလီရဲ့အိယာပေါ်ကိုလှဲအိတ်လိုက်တယ်မင်းတို့အခန်းတိတ်နေတာပဲကွာအဝေဟောင်းနေလဲမလျှော်ဘူးထင်တယ်ဒိုဘီလေးပါလေးပေးရောပေါ့ဟဲ့ကောင် မနေနိုင်မင်းကောက်ရှော်ပြီးခဲ့မီးလည်းပိတ်လိုက်အောင်ကျွန်တော်မီးကိုချက်ချင်းမပိတ်သေးဘူးအဲ့ရပေါ်လှဲရင်ဂျင်းချောင်းတွေးနေမိတယ်ကားထဲမှာသူတို့နှစ်ယောက်ပဲအချင်းညီမရောက်ခဲ့ပြီလဲလို့တွေးလိုက်တိုင်းကျွန်တော်ယင်ထဲမှာဒေါသတွေစုပွက်လာတယ်တွေးတိုင်းပြရင်းပေါက်ကနေခုန်ချချင်းစိတ်တွေပေါ်လာတယ်ကို့လူကစက်ထရလီတာဆိုတဲ့ကောင်အကြောင်းမသိဘူးဒီကောင်အကြောင်းကိုကျွန်တော်ကောင်းကောင်းသိတာပေါ့ရောဘတ်တို့ဘသူတို့ဆိုတဲ့ကောင်တွေကဘယ်မင်းကလေးကိုသူတို့စုံနေ ။သူနဲ့ဘာဖြစ်တယ်ဆိုတာပါဇက်ကသာပြောတာ။တကယ်တော့ဘာမှဟုတ်တာမဟုတ်ဘူး။ဒါပေမဲ့ဆက်ထရီလီတာဆိုတဲ့ကောင်ကတော့တိတ်မပြောလက်တွေ့တမ။ကောင်မလေးနှစ်ယောက်ကိုဒီလိုပဲထုတ်သွားခဲ့ပြီ။ကျွန်တော်သိတာပေါ့။ဟေး로버트မင်းအကြောင်းပြောစမ်းမောင်။ဟေးကောင်မိကြီးကိုမှိတ်လိုက်ပါကွာ။ငါမနဲ့အစောကြီးဖျားရှိကိုကြောင်တိုက်ရအောင်မ။ဒီကောင်တကြီးကြီးလုံနေတာနဲ့ကျွန်တော်ထပြီးမိကိုပိတ်လိုက်တယ်။ပြီးတော့အီလီရဲ့အိမ်ရာပေါ်မှာပြန်ထိုင်တယ် ဟက်ကောင်ပါလေမင်းကအီလီရဲ့အိမ်ဟာမအိတ်မလို့လားရောဘတ်ဆိုတဲ့ကောင်ကတော်တော်တိတ်ကြတဲ့ကောင်အိတ်အိတ်မအိတ်အိတ်ကွာမင်းဘူးမဟုတ်ပါဘူးငါဘူးတော့မဟုတ်ပါဘူးဒါပေမဲ့ဒီကောင်ပြန်ရောက်လာပြီသူ့အိမ်ရပေါ်ပါဖြစ်လို့အိတ်ခွင်ပေးရတယ်ဗာလဲလို့နေငါနဲ့ပြဿနာဖြစ်မှာကွာစေအေးထားစမ်းမှာကွာမင်းစစ်တနာကအလွဲသုံးစားမလုပ်ပါဘူးခဏကြာတော့ဒီကောင်ကရင်စီကဟောက်တံပေါ်လာတယ်ကျွန်တော်လဲမှောင်ကြီးထဲမှာလှိန် ဂျိန်းနဲ့စက်ထရလီတာတို့အကြောင်းကိုမတွေးမိအောင်စ조사တယ်။ဒါပေမဲ့မရပါဘူး။သူတို့နဲ့ရောအကြောင်းကိုပဲစိတ်ကရှောက်သွားတယ်။ဖတ်တာကကျွန်တော်ကဒီကောက်နီးတွေကိုအကုန်သိတယ်။တခါတော့ကသူနဲ့ကျွန်တော်အတွဲကိုစီနဲ့ထွက်ဖို့တယ်။သူကကားနောက်မှာသူ့ကောင်မလေးနဲ့ကျွန်တော်ကရှေ့ခန်းမှာကို့အတွဲနဲ့ဒီကောက်နီးကအစမှာတော့လေပြော့လေးနဲ့ချွဲပြပြလှုပ်တယ်။ကျွန်တော်ကသူတွထိုးနေတဲ့ကြားတော့အတာနာဆွင့်နေလိုက်တယ်။ ဟင်းအင်းကွယ်ဒီလိုတော့မလုံနဲ့ဟင်းအင်းဟင်းအင်းဟင်းအင်းနဲ့ညင်းနေတယ်ဒီကောင်ကလည်းတကယ်အတီပေါက်လေးမျိုးနဲ့တွထိုးနေတယ်နောက်တော့ကျွန်တော်တို့ကားနောက်ခန်းမှာအတိတ်စိတ်ကြီးတိတ်ဆိတ်သွားတော့တာပါပဲသူ့ကောင်မကလေးကတော့ဟင်းအင်းဟင်းအင်းနဲ့ပဲကျွန်တော်ဖြစ်ရှက်လိုက်တာဗျာအဲ့ဒီညကဒီကောင်အောင်ပွဲတော့ရလိုက်ဟန်မတူပါဘူးဒါပေမဲ့အောင်ပွဲရတဲ့လောက်ပဲဆိုပါတော့လေကျွန်တော်ဒါတွေကိုစဉ်းစားနေတော့စက်ထရလီတာဟာရေချိုးခန်းထဲကထွက်လာပြီ ကျွန်တော်တို့အခန်းထဲပြန်ဝင်သွားတဲ့ကိုကြားလိုက်ရတယ်။ပြီးတော့သူ့မုတ်ဆေးရိတ်ကရိယာတွေပြန်သိမ့်တဲ့အတန်၊ဂျရင်ပေါက်ဖွင့်တဲ့အတန်တွေကိုကြားရတယ်။ဒီကောင်ကလေကောင်းလေတန်တို့ဘာလို့ဆိုတာတွေကိုသိအစွဲလန်းကြည့်တဲ့ကောင်။ပြီးတော့မိခလုတ်ပိတ်လိုက်တန်ကြားရတယ်။ကျွန်တော်ဘယ်သွားနေတလဲဆိုတာကိုထဲစင်းစားမဲ့ကောင်မျိုးမဟုတ်ပါဘူး။လမ်းမကတိတ်ဆိတ်လို့ကားတို့ဘာလို့ဖြတ်တန်းသွားတဲ့အောင်မကြားရတော့ဘူး။ကျွန်တော်စိတ်ထဲမှာဟာတတာကြီးဖြစ်နေတယ်။ ရောဘတ်ကိုနှိုးပြီးစကားပြောရကောင်းမလားလို့တော့စဉ်းစားမိသေးတယ်။ဟေ့ရောဘတ်လို့ကျွန်တော်ကရေချိုးခန်းကလေးသာချားနေတဲ့ကျွန်တော်တို့အခန်းကဆက်ထရလီတာမကြောင်ခတူတူခေါ်လိုက်တယ်။ရောဘတ်ဆိုတဲ့ကောင်ကမနှိုးဘူး။ဟေ့ရောဘတ်ဒီကောင်မနှိုးသေးဘူး။ဒီကောင်ကအိမ်ရင်ကြောက်တုံးပဲ။ရောဘတ်ဒီတခါတော့သူနှိုးလာတယ်။ဘာလဲကွာအိတ်တော့ကောင်းကောင်းမအိတ်အောင်ဟေ့ကောင်ငါမင်းကျန်တာရှိလို့ပါကွာ။ဖုန်းကြီးဝတ်ရင်ဘယ်လိုဝတ်ရသလဲ။ ဘယင်းကြီးဘာသာကိုဝင်ရသလားကျွန်တော်တကယ်မေးတာပါကျွန်တော်စိတ်ထဲမှာဖုန်ကြီးဝင်ရင်ကောင်းမလားလို့စိတ်ကူးပေါ်တာနဲ့သူ့ကိုမေးကြည့်ဝင်ရမှာပေါ့ကွာဒါလေးမေးချင်တာနဲ့ငါ့ကိုနှိုးရသလားချီးထဲမှာပဲဒါဖြစ်ရင်လည်းအိပ်ပါတော့ကွာမင်းတို့ဘာသာကိုမဝင်ရုံမို့ခွေးထဲမှာပဲကျွန်တော်ကဒီလိုပြောလိုက်တော့ရောဘတ်ဟာအိယာကငုတ်တုတ်ထထိုင်ပြီဟဲ့ကောင်ငါအကြောင်းကိုမင်းဘာပြောပြောကွာငါခတ်နိုင်တယ်ဘာသာရေးကိုတော့မထိနဲ့ sorry ကွာမင်းဘာသာတရားကိုနောက်ပြောင်တော့မဟုတ်ပါဘူးအီလီရဲ့အိယာပေါ်မှာထိုင်နေရကကျွန်တော်ထားတယ်ဒီပတ်ဝန်းကျင်မှာကျွန်တော်မနေချင်တော့ဘူးလေညင်းငွေလာပြီအခန်းထဲကထွက်ခိုင်းနေမှာ robert ကိုလက်ဆွဲနှုတ်ဆက်တယ်အမှန်ကတော့စိတ်ပါလာလို့မဟုတ်ပါဘူးဟန်ဆောင်ပန်ဆောင်လက်ဆွဲနှုတ်ဆက်တာပါ robert ကသူ့လက်ကိုဆုပ်လိုက်ပြီးဘာသဘောလဲကွာဘာသဘောမှမဟုတ်ပါဘူးကွာမင်းကအပေါ်မှာသဘောကောင်းတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့လက်ဆွဲနှုတ်ဆက်တာပါမင်းကတော်ပါတယ် တနေ့မှကြီးဝမဲ့ကောင်းမှာမင်းလဲတော်ပါရဲ့ကွာတနေ့ကြရင်မင်းလဲကျွန်တော်သူ့စကားတန်ကိုစောင်းအောင်နားမထောင်တော့ဘူးတကားကိုစောက်ပိတ်ပစ်ခဲ့ပြီးကော်ရီဒါကိုထွက်ခဲ့တယ်ကော်ရီဒါမှာလည်းအသွားအလာတိတ်လို့တိတ်မှာပေါ့တရင်ကုံရဲဆိုတော့ចောင်းသားအတော်များများအိမ်ပြန်ကြတာကိုမင်းနဲ့ဟော့ဖင်တို့အခန်းရှိမှာကိုလီနိုစတော့ိုက်ဆေးဘူးတဘူးကြနေတော့ိုက်ဆေးဘူးကိုခြေထောက်နဲ့ခတ်လိုက်ပြီးလေကားထိတ်စီကိုလာခဲ့တယ် ဘယ်သွားပြီးဘာလို့ရမလဲမသိဘူး process အခန်းကိုသွားရမလားလို့စိတ်ကူးမိတယ်ဒါပေမဲ့စိတ်ပြောင်းသွားတယ်ကျွန်တော်လုပ်ရမယ့်အလုပ်ကိုကျွန်တော်သိပြီလေကျွန်တော်ကြောင်းကထွက်သွားတော့မယ်ဗုဒ္ဓဟူးနေ့ထီအောင်မဆောက်တော့ပဲခုညပဲထွက်သွားတာကောင်းတယ်လို့ထင်တယ်ဘယ်ကိုသွားရမလဲလွယ်ပါတယ်နယူးယောက်မြို့ထဲကဈေးခပ်ပပေါ်ဟိုတယ်တစ်ခုမှာအခန်းတစ်ခန်းငှားနေလိုက်မယ်ဗုဒ္ဓဟူးနေ့ထီနေမယ်ပြီးတော့မှအင်ကိုပြန်မယ် ကျွန်တော်ထင်တယ်ဗုဒ္ဓဟူးနေ့လောက်ဆိုရင်ကျောင်းဦးကြီးစီကကျွန်တော်ကိုကြောက်ထုတ်ပစ်လိုက်တဲ့အကြောင်းကြားစာရောက်တော့မှာဒီတော့အဲ့ဒီစာရောက်လာချိန်မှာ ကျွန်တော်အိမ်မှာမရှိခြင်းစိတ်ညစ်တယ်အမေစိတ်ကတူတူရင်ဒီစာကိုရရင် အော်ဒီယိုငူဒီယိုလောက်အောင်မှာအမေကသူကျင်းနေရင်တော့မစိုးပါဘူးကျွန်တော်ကိုအလိုလိုက်ပါတယ်ဒါပေမဲ့ကြောက်ထုတ်ခံရပြီဆိုတာသိရင်ကျွန်တော်ကိုစူးအောင်မှာဒီတော့ကျွန်တော်အိမ်ကိုတိုက်ရိုက်မပြောင်းခြင်းသေးဘူးကျွန်တော်ကိုယ်တိုင်ကလည်းအားလိုက်ရက်ကလေးပါလေးလိုချင်သေးတယ် အေးအေးဆွဆွနေချင်းသေးတယ်။ကျွန်တော်အာယုံကြောတွေကလည်းတိတ်မကောင်းချင်သေးဘူး။ဒါကြောင့်အင်ကိုမပြန်သေးဘူးလို့ကျွန်တော်ဆုံးဖြတ်တာ။ကျွန်တော်အခန်းကိုပြန်လာပြီးမီးတွေကိုဖြွင့်လိုက်တယ်။ထုတ်စရာပိုးစရာရှိတာကိုထုတ်ရပိုးရအောင်မယ်။တချို့တလီကတော့ထုတ်လို့ပိုးလို့ပြီးပါပြီ။ဇက်ထွက်လီတာကတော့အိယာကတော့မထဘူး။ကျွန်တော်ကလည်းစီဂရက်တလီမီးညီပြီးအဝါတောက်တယ်။အဝတ်အစားလဲတယ်။ကျွန်တော်ကလတ်စတုန်း 8G နဲ့8ထဲမှာပစ္စည်းတွေကိုထည့်တယ်။မကြလိုက်ပါဘူး။ နှစ်မိနစ်လောက်ပဲကြာပါတယ်။ခရီးသွားမလို့ထုတ်တယ်ပိုးတယ်ဆိုရင်ကျွန်တော်ကမြင်တယ်။အေးထုတ်ရပိုးရမှာကျွန်တော်နည်းနည်းစိတ်မကောင်းတာတခုတော့ရှိတယ်။ကျွန်တော်မှရေခဲပေါ်မှာစီးတဲ့စကိတ်တရံရှိအတစ်ဆက်ဆက်ကြီးရှိသေးတယ်။အမေဝယ်ပြီးပို့လိုက်တာဘာကြာသေးလို့လဲ။နှစ်ရက်လောက်ပဲရှိအောင်မင်းအဲ့ဒီစကိတ်ကြီးကို အထုပ်ထဲထည့်ရအောင်မင်းကျွန်တော်သိတယ်။အမေဟာ sporting store ကိုသွားပြီးအယောင်စည်းကိုအကျဉ်းတန်းလောက်ဟိုမေးဒီမေးပြီးမှအ ဒီပစ္စည်းကိုသူ့သားအတော်ဝယ်ပို့လိုက်တာခုတော့ကျွန်တော်ကဒီမှာကြောက်ထုတ်ခံနေရတယ်ပြီးတော့စကိတ်ကလည်းကျွန်တော်လိုချင်တဲ့စကိတ်မျိုးမဟုတ်ဘူးကျွန်တော်လိုချင်တာက ရေခဲပေါ်မှာအပြေးပြိုင်စကိတ်သူဝယ်ပေးလိုက်တာကဟော်ကီရိုက်တဲ့စကိတ်ဘလို့ဝယ်ဖြစ်ဖြစ်လေအမေကကိုယ်သားလေးဖို့ဆိုပြီးတခုတ်တည်းရဝယ်ပေးလိုက်ခါမှကျွန်တော်ကြောက်ထုတ်ခံနေရတယ်ဒီတော့ကျွန်တော်စိတ်မကောင်းဘူးပြီးတော့ကျွန်တော်ကလည်းတမျိုးပဲတရားရောက်ကကျွန်တော်ကိုလက်ဆောင်တော့ဘာလို့ဝယ်ပေးရင် စိတ်ထဲမှာဝမ်းနေတလို့လို့ဘာလို့လို့ဖြစ်တတ်တယ်။ပစ္စည်းတွေကိုထုတ်ပို့ပြီးတော့ကျွန်တော်လက်ထဲမှာပတ်စံဘလောက်ရှိသေးတယ်လို့ကျွန်တော်ရေတွက်ကြည့်တယ်။ကျွန်တော်မှဘလောက်ကြံတယ်လဲဆိုတာကိုတော့ကျွန်တော်ကောင်းကောင်းမမှတ်မိတော့ဒါပေမဲ့တိတ်တော်မနေပါဘူး။အရင်တစ်ပတ်ထဲကတည်းအဖွာကကျွန်တော်စီကိုပတ်စံပို့လိုက်သေးတာကိုကျွန်တော်အဖွာကလက်ဖွာတယ်အပေကန်ရက်ရောတယ်အဖွာမှာတွားတစ်ချောင်းမှ မရှိတော့ဘူးမရှိဆိုအသက်လေကြီးလာပြီလေ။ နှစ်တိုင်းကျွန်တော်မွေးနေ့ဖို့ဆိုပြီးလက်ဆောင်လေးကလောက်ပို့တတ်တယ်။ဒီတော့ကျွန်တော်မှထောင်းနေတော့တာပေါ့။ဒီကြားထဲပတ်စံပို့သုံးရအောင်ကျွန်တော်ကလည်းအကြံဖန်တွေလုပ်တယ်လေ။အောက်ထက်ကကျွန်တော်လက်နှိပ်ဆက်ကိုငှားထားတဲ့ Fred ရဲ့အခန်းကိုလာခဲ့တယ်။သူကကျွန်တော်လက်နှိပ်ဆက်ကိုဘလောက်ပေးမလဲလို့မေးတယ်။ဒီကောင်ကတော်တော်ထောတဲ့ကောင်။ဘလောက်ပေးရမလဲ तू မသိဘူးတဲ့။ तू လည်းမဝေချင်ဘူးတဲ့။နောက်ဆုံးကျတော့ကျွန်တော်ကအတင်းရောက်လာနေသူဝယ်လိုက်တယ်။ အမန်ကကျွန်တော်ဆက်ကဒေါ်လာ90လောက်တန်တယ်။ဒါပေမဲ့ဒီကောင်20ပဲပေးတယ်။သူ့ကိုနှုတ်ရပါမလားဆိုပြီးစိတ်လေးစိုးနေတယ်။ပစ္စည်းတွေအားလုံးထုတ်ပို့ပြီးတော့ကျွန်တော်လှေကားထိပ်မှရက်ပြီးကျွန်တော်တို့အဆောင်ကကော်ရီဒါကြီးကို နောက်ဆုံးကြည့်ချင်းအနေနဲ့ကြည့်လိုက်တယ်။ဘာဖြစ်လို့မှန်းတော့မသိဘူး။စိတ်ထဲမှာငိုကျင်လာတယ်။ကျွန်တော်ဒေါ်လာအုပ်ထုပ်ကလေးကိုစောင်းနေကြအတိုင်းနောက်ပြန်စောင်းလိုက်ပြီးဟဲ့ကောင်တွေအိတ်ထားနဲ့ဟေးဝါအောင်အိတ်ထားကြလို့အတကုံဟစ်လိုက်တယ်။ ကျွန်တော်အတန်ကြောင့်တစ်ထက်လုံးနိုးကုန်ကြမှာတေးကြတယ်။လှေကားကစင်းလိုက်တော့ကျွန်တော်လှေကားပေါ်ကချော်ကျသွားတယ်။ဘဲကောင်ကမြေဘဲကုန်နေလှေကားပေါ်ပြစ်ထားသွားမှမသိဘူး။ကံကောင်းလို့လဲကုန်မကြိုးတာပေါ့။အခန်းရှိညင်းနလို့တစီတို့ဘာလို့ခေါ်လို့မရတော့ဘူး။ဒါကြောင့်ဘူတာကိုကျွန်တော်ရှေ့ချင်းရှောက်လာခဲ့တယ်။တိတ်တော့မဝေးလာပါဘူး။ဒါပေမဲ့တိတ်အေးပြီးနှင်းနေတိတ်ကြနေတော့ လမ်းလျှောက်ရတာမကောင်းဒီအထဲကျွန်တော် glassstone 8ကြီးကခြေထောက်နဲ့လလာတိုက်တော့ပိုဆိုးတာပေါ့တို့တော့ပြင်ပလေကိုရှူရှိုက်လိုက်ရလို့ကျွန်တော်သဘောကျနေတယ်အဆိုးဆုံးကတော့အေးလို့နှာခေါင်းတွေကျဉ်နေပြီဆက်ထရီလီတာထိုးထားလို့ကွဲနေတဲ့ကျွန်တော်အပေါ်နှာခေါင်းကဒဏ်ရာကစပြင်းပြင်းဖြစ်နေတာကအဆိုးဆုံးပဲဒီကောင်ထိုးလိုက်တာကျွန်တော်အပေါ်နှာခေါင်းကွဲသွားပြီးနာနေတယ်နေရွက်တွေဘာတွေကတော့ကောင်းပါတယ် နှွေးနေတာပဲကျွန်တော်ဝယ်ထားတဲ့အုတ်ထုံမှာပါအကာနားအကာတို့ပါတော့ဟန်ကြတာပေါ့ပါအကာနားအကာကိုအပြင်ထုတ်ပြီးဖုံးထားလိုက်တယ်လीလူပုံမှန်ကတော့ဘလို့နေမယ်မသိဘူးဒါတွေကိုဂရုဆိုင်မနေနိုင်ဘူးလေဒီအချိန်ကြီးမှာလူသွားလူလာကလည်းမရှိပါဘူးအလုံးအိတ်နေကြပြီပဲဘုရားရောက်တော့ကံကောင်းတယ်ပြောရမလားမသိဘူးတိတ်မဆောက်လိုက်ရအောင်ရထားဆောက်တော့နှင်းတဆုပ်ကိုယူပြီးမျက်နှာတက်လိုက်တယ် ကျွန်တော်မျက်နှာမှာတွေးစတွေးနာတွေပေနေတယ်မဟုတ်လားထုံးစံအတိုင်းဆိုရင်တော့ယထာစီရတာကိုကျွန်တော်သဘောကျတယ်အထူးသဖြင့်ညယထာစီရတာကိုသဘောကျတယ်ယထာတရွဲလုံးမီးတွေကချိန်ပြီးပြရင်းပေါက်တွေပိတ်လို့ကော်ဖီတို့တရင်းစာတို့မဂဇင်းတို့ရောင်းတဲ့ကောင်လေးတွေကတွဲပေါ်တက်ပြီးရောင်းကြတယ်ယထာပုံမှာဆိုရင်ဝက်ပောင်ကျောက်ဆင်ဒွစ်နဲ့မဂဇင်း၄ဆောင်လောက်ဝယ်လေးရှိတယ် ယထာပုံမှာဆိုရင်မဂ္ဂဇင်းတွေထဲကအညံ့ဆုံးဝတ္ထုတွေကိုတော့ကျွန်တော်ဖတ်လို့ရတယ်ဝတ္ထုထဲကမေယိုကြီးကြီးဒေးဗစ်ဆိုတဲ့ဇလိုက်ကောင်လေးနဲ့မာစီယာတို့လင်ဒါတို့ဆိုတဲ့ကောင်မလေးတွေနဲ့တွေ့ကောင်မလေးတွေကဒေးဗစ်ရဲ့စေးတံကိုမိညစ်ပေးတာလို့ဘာလို့ပေါ့ဗျာညယထာနဲ့ခီးတွိုင်းဖတ်ရတာမပြင်းဘူးဒါပေမဲ့ဒီတစ်ခါကျတော့တမျိုးပဲဖတ်လို့မရဘူးယထာပေါ်မှာငူငူကြီးထိုင်လိုက်လာမိတယ်ယထာပေါ်ရောက်တာနဲ့ ခေါင်းမှာစောင်းထားတဲ့တော်လိုက်အုပ်ထုပ်ကလေးကိုချွတ်ပြီးအိတ်ထဲထည့်လိုက်တယ်။ဒီတုန်းမှာထရင်တန်ဘူတာကတက်လိုက်လာတဲ့အမျိုးသမီးတစ်ယောက်ကျွန်တော်ဘီမှာလာထိုင်နေ။ယထာတွဲထဲမှာလူမရှိတလောက်ပဲ။အချိန်မတော်ကြီးဆိုတော့ခီးသွားခီးလာတော့ဘာလို့တိတ်မရှိဘူးလဲ။ယထာတွဲထဲမှာထိုင်ကုန်နေအများကြီးပဲ။ဒီလောက်များတဲ့အထက်ကကျွန်တော်ဘီကခုံကိုရွေးပြီးလာထိုင်နေ။သူ့တရေလက်ဆွဲအိတ်ကြီးကလည်းအကြီးကြီးခမြ။ကျွန်တော်ကရှေ့ခုံမှာထိုင်နေတော့ လက်ဆွဲအိတ်ချစီရနေရာတွေကလည်းအများကြီးပါဒါပေမဲ့အမျိုးသမီးကသူ့လက်ဆွဲအိတ်ကိုလူသွားလမ်းပေါ်မှာချထားတယ်ယထာလက်မှတ်စစ်တို့ခီးသွားတို့ဘာလို့လာရင်သူ့အိတ်ကြီးကိုဝင်တိုက်မိမှာ သူ့ကောင်းမှလည်းတိခတ်ကြွတို့ကြတဲ့ပန်းထားတယ်ပါတီတို့ဘာလို့ကပြန်လာတယ်ထင်ရတာပဲအမျိုးသမီးကတိတ်တော့မငယ်တော့ပါဘူးအသက်40 45လောက်တော့ရှိရောပေါ့ဒါပေတိခုထီချောတော့မယ်ခမျကျွန်တော်ဆိုရဲကောင်ကလည်းကျွန်တော်ပဲ မိမမြင်ရင်စိတ်ထဲမှာတမျိုးကြီးပဲကျွန်တော်ဟာမိမကိစ္စမှာဝါသနာ ကြီးလို့တော့မဟုတ်ပါဘူးမိမမြင်ရင်ကျွန်တော်သဘောကျတာကြီးပဲမိမတွေကိုကျွန်တော်သတိထားကြည့်တယ်သူတို့လက်ဆွဲအိတ်တွေကိုစင်ပေါ်တို့ဘာတို့ဘယ်တော့မှမတင်ဘူးလူသွားလမ်းမှာချထားတက်ကြတယ်ဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်ထိုင်လိုက်လာတော့မှအမျိုးသမီးကစကားဆရဲခမခွဲ့လို့တော့ငါတူဟောဟူဟာကပင်စေးချောင်းတစ်စိမ်မဟုတ်လား အမျိုးသမီးကြီးကစင်ပေါ်မှာတင်ထားတဲ့ကျွန်တော်ဂလတ်စတုန်းလက်ဆွဲအိမ်မှာကတ်ထားတဲ့တစိုက်ကိုလက်ညှိုးထိုးပြီးမေးတယ်။ဟုတ်ပါတယ်လို့ကျွန်တော်ကပြောလိုက်တယ်။ဟုတ်သားပဲ။ကျွန်တော်ဂလတ်စတုန်းလက်ဆွဲအိမ်ပေါ်မှာပင်စေးကြောင်တစိုက်ကြီးကတ်ထားတာကိုနင်းနေတော့ကြောင်တာပေါ့ဗျာ။ကျွန်တော်ဝန်ခံပါတယ်။အော်ဒါဖြစ်ရင်ငါ့တူလဲပင်စေးကြောင်တာကိုအမျိုးသမီးကြီးရဲ့အတန်ကလည်းတော်တော်ကောင်းနေဗျ။တယ်လီဖုန်းနဲ့ပြောရင်တော်တော်နားထောင်လို့ကောင်းမယ့်အတန်မျိုး။ ခရီးသွားရင်အမျိုးသမီးကြီးရဲ့လေပင်းမှာတယ်လီဖုန်းလေးတလုံးလောက်တော့ဆွဲထားဖို့ကောင်းတယ်။ဟုတ်ပါတယ်။အိုးဟုတ်လား။ဟန်ကြတာပဲကွယ်။အန်တီရဲ့တားလေးပင်စင်းမှာပဲကြောင်တက်နေရလေ။နာမည်ကအာနက်စ်မော်ရိုးတဲ့။ဟုတ်ကဲ့သိပါတယ်အန်တီ။ကျွန်တော်နဲ့တန်းတန်းနေပါ။အမှန်ပြောရရင်တော့ကျွန်တော်တို့ပင်စေးကျောင်းရဲ့တမိုင်းမှာသူ့သားလောက်တုံးတဲ့ကောင်တယောက်မှမရှိဘူးထင်တယ်ခမ။ကျောင်းဆောင်မှာရေချိုးကန်ကထွက်လာတယ်ဆိုရင် မျက်နှာတုပ်ပွားအဆိုးကြီးနဲ့ကော်ရီဒါမှာလမ်းလျှောက်သွားပြီးဟိုလူလိုက်ရိုက်ဒီလူလိုက်ရိုက်နဲ့တော်တော်ကမြင့်ကျော်ထားတဲ့ကောင်ဟန်ချလိုက်တာကွယ်တားကိုတွေ့ရင်မင်းနဲ့တွေ့ခဲ့တဲ့အကြောင်းပြောပြရအောင်မင်းနာမည်ကဘသူရူဒော့ရှ်မစ်ပါဘာဖြစ်လို့လဲမသိဘူးကျွန်တော်အကြောင်းသူ့ကိုမသိစေချင်ဘူးဒါကြောင့်ကျွန်တော်လင်ပြောလိုက်တယ်ရူဒော့ရှ်မစ်ဆိုတာက ကျွန်တော်တို့အဆောင်ကတန်ရှင်းရေးတမနာမည်လေးဘယ်နဲ့လဲပင်စဲကြောင်ကိုတက်ရတာသဘောကျရဲ့လား ဟုတ်ကဲ့မစိုးပါဘူးအန်တီနက်ပုံနက်နန်းကြီးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကောင်းပါတယ်တချို့ဌာနတွေကလည်းစတင်တာတော်တော်ကြီးစိုက်ပါတယ်အန်နီတာကလည်းတော်တော်သဘောကျနေတယ်ဟုတ်ကဲ့သဘောကျမှာပါပြီးတော့အန်နီတာကအပေါင်းအသင်းတို့ဘာလို့ဆန့်ပါတယ်အနေထိုင်လဲတော်ပါတယ်အမှန်ကတော့ဒီလောက်မဟုတ်ပါဘူးဒါပေမဲ့ထုံးစံအတိုင်းရွှေ့ရတာပေါ့ဗျာအမျိုးသမီးကြီးကိုကြည်ရတာသူသားအကြောင်းတော်တော်စိတ်ဝင်စားနေပုံရတယ်ဟုတ်လား အမျိုးသမီးကြီးကပြောရင်စွထားတဲ့လက်အိတ်ကိုချွတ်လိုက်တယ်။လက်ကတော့မလာဘူးခမလက်သေးတွေကပဲ့ရွယ်လို့ရထားပေါ်ကလိတ်ကြပြီးအန်တီလက်သေးတွေပဲ့သွားတယ်ကွယ်လို့ကျွန်တော်ကိုလှမ်းကြည့်ရင်ပြုံးလိုက်တယ်။သူပြုံးတာကြည့်လို့ကောင်းလိုက်တာဗျာ။အရှမ်းလာတာပဲတကယ်ပြောတာ။အများအဖြစ်လူတွေဟာမပြုံးတတ်ကြဘူး။ပြုံးရင်လည်းကြည့်လို့ကောင်းတဲ့လူခက်ရှာရှာရဲ့သူ့အဖေနဲ့အန်တီကတော့သူ့အတွက်ပဲအမြဲစိတ်ပူနေရတာပဲကွယ်။ တခါတလေကြတော့ကိုတာဟာအပေါင်းတင်ဆက်ရင်လာလူတော့မှတွေ့ရင်လာလို့တော့တွေးမိတယ်ခမဘာဖြစ်လို့လဲအာနက်စ်ကတိတ်အေးပါတာကွဒီတော့သူနဲ့ရွယ်သူတငယ်ချင်းတွေနဲ့တက်အောင်မပေါန့်တတ်ပါမလားလို့စိတ်ပူတာပေါ့နောက်တာပဲမဲ့သူကအတီယူပြီးအလေးနဲ့ထားချင်းထားနေတာအမှန်ကတော့ဒီလိုအရွယ်မှာဒီလောက်လေးနဲ့ဖို့မကောင်းဘို့ဟုတ်တယ်ခမဒီကောင်ကတော်တော်အေးပါတဲ့ကောင်ကျွန်တော်ကလည်းဒါမျိုးဆိုရင်တိတ်မုံ အားနဲ့ဆိုတဲ့ကောင်ကလည်းဘလောက်များအရေးပါသလဲဆိုရင် အင်တာထိုင်နဲ့ကြွေအိုးကုန်ကြနေတာပဲဆက်စတိမခံအမျိုးသမီးကိုကျွန်တော်တည်တည်ချာချာကြည့်လိုက်တယ်အမျိုးသမီးကြီးကိုကြည့်ရတာပပနဲ့နဲ့ထက်ထက်မြက်မြက်ထဲကပဲသူသားချောင်းကိုသူကောင်းကောင်းသိပုံရတယ်ဒါပေမဲ့သူသားမကောင်းချောင်းညံ့ချောင်းကိုသူ့အမေကိုတွက်ပြော့လို့ပဲဖြစ်ပါမလဲဒီတော့ကြည့်ကောင်းအောင်ပြောရတာပေါ့အမေဆိုတာတာသမီးတွေအတွက်ဆိုရင်ယူတဲ့တယ်မဟုတ်လား ပြီးတော့အမျိုးသမီးကြီးကိုလည်းကျွန်တော်နည်းနည်းသဘောကျရင်လေသူ့ကြည်ရတာပပနဲ့နဲ့ပဲ secret တော့ပေါင်းလန်းဒီအမျိုးသမီးကြီးကဘေးပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်ပြီးဒီအခန်းကဆက်လက်တောက်ခံမဟုတ်ဘူးထင်တယ်ရူဒေါ်တို့လည်းပြောတော့လေလွှင့်ပစ်လိုက်တာပေါ့အန်တီရေသူကကျွန်တော်လှမ်းပေးတဲ့ secret ဘူးတွေကတလေးကိုထုတ်ယူလိုက်တယ်ကျွန်တော်ကသူ့ကိုမိညစ်ပေးလိုက်တယ်အမေအမျိုးသမီးကြီးကဆက်လက်ကောင်းကောင်းတောက်တက်တယ်ခမရဆက်လက်ကိုရှိုက်လိုက်ပြီး တို့အရွယ်အမျိုးသမီးကြီးတွေလိုမိကိုတွေကိုမှုတ်ထုတ်မဖြစ်ဘူးဆလေးတောက်တာကောကတော်တော်ကြည့်လို့လှတယ်ရှင်းရှင်းပြောရရင်တော့ဆွဲဆောင်မှုရှိတယ်လို့ပြောရမလားပဲအမျိုးသမီးကြီးကကျွန်တော်ကိုတိတိကျကျစိုက်ကြည့်နေတယ်ပြီးတော့မှခလေးရေမင်းနှောင်းကဘာဖြစ်လာတာလဲတွေးရင်များပေးနေသလားလို့ကျွန်တော်ကကောင်းငိတ်ပြလိုက်ပြီးလက်ကင်ဘွားကို ထုတ်ထုတ်ပြလိုက်တယ်ဟုတ်တယ်အန်တီနှင်းခဲမှန်လားလို့အေးလိုက်တဲ့နှင်းခဲကြီးမပြောပါနဲ့တော့ ျွန်တော်သူ့ကိုအမှန်ပြောနိုင်ပါတယ်။ဒါပေမဲ့ပြောရရင်အရှိကြီးမဟုတ်လား။ပြီးတော့လေကျွန်တော်နာမည်ကိုလိမ်ပြောလိုက်မိတဲ့အတွက်စိတ်မကောင်းဖြစ်တယ်လို့လို့ပဲ။ Anas ကကျွန်တော်တို့ကျောင်းမှာတော့တော်တော်လေး popular ဖြစ်တယ်အန်တီ။ဒါတော့အန်တီကျောင်းမှာပေါ့။ဟွန်း။အန်တီမကျောင်း။ကျွန်တော်ကောင်းညှိလိုက်တယ်။ဟုတ်မှာပဲ။ဒီကောင်အကြောင်းကိုတီးဖို့ဆိုတာတော်တော်မလွယ်ဘူး။တော်တော်ပေါင်းသိမိကြတော့မှဒီကောင်အကြောင်းကိုသိရတာဒီကောင်ကဟားရတယ်ကြောင်တောင်နဲ့ဘယ်လိုပြောရမလဲမသိဘူး ဥပမာကျွန်တော်နဲ့စတွေ့တုန်းကဆိုပါတော့သူနဲ့တွေ့တော့ဒီကောင်ကခက်ကြွကြွခောက်ဝဝဟန်များများလို့ကျွန်တော်ထင်ခဲ့တယ်။ဒါကကျွန်တော်ထင်လေဒါပေမဲ့ဒီလိုမဟုတ်ဘူးခမ။တေးသေးချာချာပေါင်းကြည့်တဲ့အခါကျမှဒီကောင်ရဲ့ပင်ကိုဇီးရိုက်ကိုတိလာရတာ။အမျိုးသမီးကြီးကဘာမှမပြောဘူး။ဒါပေမဲ့ခမရုပ်မြင်စေချင်တယ်ဗျာ။အဖွားကြီးကျွန်တော်အနာကမခွာနိုင်တော့ဘူးလေ။အမေဆိုတာသူတို့တာသမီးတွေဘလောက်တော်ကြောင်ဘလောက်ဟော့ရှော့ဖြစ်ကြောင်ကိုသိကြွားချင်ကြတယ်မဟုတ်လား။ ကျွန်တော်ကလည်းသူ့အကြိုက်တွေကိုကြည့်ပြောတာပေါ့အန်ဒီရွေးကောက်ပွဲအကြောင်းမကြားသေးဘူးထင်တယ်ကျွန်တော်တို့အတန်းရွေးကောက်ပွဲလေးသူကကောင်းရမ်းပြတယ်ကျွန်တော်သူ့ကိုအမိဖမ်းလာပြီလေကျွန်တော်တို့အတန်းမှာခေါင်းဆောင်ရွေးကြတော့တဒန်းလုံးကသူ့ကိုသဘောကျကြတယ်ထင်တယ်တကယ်ကတော့အတန်းခေါင်းဆောင်နဲ့တင့်တော်တာလေသူတရားပဲရှိတာပါလေဒီနေရာ မျိုးကိုသူပဲလုံနိုင်တာပါဒါပေမဲ့သူကအရေးမခံဘူးခမရ Harry Zinfa ဆိုတဲ့အတန်းသားအရေးခံရတယ် အရွေးခံရမှာပေါ့အန်တီသားကသူ့ကိုရွေးကောက်မယ်လို့တော့သူ့ကိုမရွေးပါနဲ့တဲ့သူလက်မခံဘူးတဲ့အန်တီသားကအဆက်ကြောက်ကလည်းကြီးကိုကိုကိုလည်းတိတ်နှိတ်ချတတ်တာကိုအန်တီရဲ့အန်တီသားကတိတ်ရှက်တာပဲအန်တီအန်တီကိုဒီအကြောင်းမပြောပြအောင်ထင်းနေဟွန်းတလုံးမမပြောဘူးအဲ့ဒါသာကြည့်တော့အန်တီအန်တီသားကဘယ်လောက်ရှက်တတ်တယ်လဲကိုကိုကိုနှိတ်ချလိုက်တာကလည်းမပြောပါနဲ့တော့အန်တီတို့ကလည်းတခါတလေသူကြိုက်တယ်လို့နေပါစေတိတ်လည်းမကွက်ညက်ပါနဲ့ ဒီတုန်းမှလက်မဆစ်ရောက်လာပြီးမစ်စစ်မော်ရိုလက်မှတ်ကိုစစ်နေတဲ့အတွက်ကျွန်တော်လည်းသူသားအကြောင်းအကောင်းပြောနေတာတွေကိုရှက်လိုက်ရလို့ဝမ်းသာသွားတယ်။စဉ်းစားကြည့်လေသူသားကဖြစ်ရေချိုးကန်ကထွက်လာတယ်ဆိုရင်မျက်နှာတုပ်ပွားရေစိုးကြီးနဲ့ဟောလို့ရှောက်ရဒီလို့ရှောက်ရလုံနေတဲ့ကောင်ငငယ်ကသူများအပေါ်မှာညစ်ကြဲကြဲလှုပ်ချင်တဲ့ကောင်မျိုးဟာဘယ်တော့မှအချုံမပြောင်းတက်တက်လုံးဒီလိုပဲနေသွားမှာပဲဒါပေမဲ့အဖွားကြီးကတော့သူသားအကြောင်းကျွန်တော်ပြောတာတွေအဟုတ်မှတ်ပြီးအတန်းကောင်းဆောင်အရေးမခံတဲ့သူသား အဆက်ကြောက်ကြည့်တဲ့သူသားကိုကိုကိုနှိတ်ချတတ်တဲ့သူသားကိုမြင်နေမှာပဲဟုတ်တယ်လေအမေဆိုတာကိုသားသမီးကိုအကောင့်ကြီးထင်တတ်ကြရင်မဟုတ်လားစကားပြောနေတုန်းမှ ကျွန်တော်ကော်တေးတောက်ချင်လာတယ်အန်ဒီကော်တေးတောက်ပလားဆက်တောက်တွင်မှရတယ်တောက်မလားအန်ဒီကလေးရဲ့မင်းတို့အရွယ်ကို အရက်ရောက်မှမလားအမျိုးသမီးကြီးကမေးတယ်အတက်ရကြည့်ရင်တော့ကျွန်တော်တို့ဝင်ခွင့်မရသေးဘူးအန်ဒီဒါပေမဲ့ကျွန်တော်အရက်ကမြင်တော့ ကျွန်တော်ကိုလူကြီးထင်မိဝင်ခွင့်ပြုနေကြတာအန်တီကြည့်ပလားကျွန်တော်ကောင်မစပင်းဖြူကလေးတောင်ကျွတ်ထုတ်ကြတဲ့ပေါက်နေပြီပဲကျွန်တော်ကနပန်းဆန္ဒမှာပေါက်ဆပြုနေတဲ့ငွေရောင်စပင်းကလေးတွေကိုလှည့်ပြလိုက်တယ်လာပါအန်တီလိုက်တော့လှည့်ပါကျွန်တော်သူနဲ့စကားပြောရတာပြောရလေးဒါကြောင့်သူ့ကိုခေါ်တာနေပါစေတော့ကွယ်မတော့တော့ပါဘူးကျေးဇူးတင်ပါတယ်မင်းစားတော့တွဲကလည်းဒီအချိန်ဆိုရင်ပိတ်ရောပေါ့တော်တော်ညံ့နေပြီပဲဟုတ်တာပေါ့ကျွန်တော်ကအချိန်ကိုတတိမထားမိပဲကို အမျိုးသမီးကြီးဟာကျွန်တော်ကိုတိတ်တိတ်ချာချာကြည့်ပြီးကျွန်တော်ကြောက်တဲ့မိကုံကိုကောက်မိလိုက်တယ်။အာနက်စ်ကစာရေးလိုက်တော့သူတို့ကြောင့်နာတာလူကြောင့်ပိတ်ရက်ကဗုဒ္ဓဟူးနေ့ကျမှစမယ်တဲ့။အဲ့ဒီနေ့ကျမှအိမ်ကိုပြန်ရောက်မယ်လို့စာရေးလိုက်တယ်။မင်းကဘာဖြစ်လို့အစောကြီးအိမ်ပြန်လာတာလဲ။အိမ်သူအိမ်သားတွေကနေထိုင်မကောင်းဖြစ်လို့တော့မဟုတ်ပါဘူးနော်။အမျိုးသမီးကြီးကဆက်ဆူတာတော့မဟုတ်ပါဘူး။ကျွန်တော်သိပါတယ်။တကယ်ဆိုရင်လို့မေးတာပါ။အိမ်မှာတော့အားလုံးနေထိုင်ကောင်းပါတယ်အန်တီ။ နေထိုင်မကောင်းတာကကျွန်တော်ပါကျွန်တော်ကခွဲစိတ်ကုသခံရမှာမို့လို့ပြန်လာတာပါအိုးဖြစ်မှဖြစ်ရလေကွယ်လို့သူကပြောတယ်သူ့ကြည့်ရတာတကယ်စိတ်မကောင်းဖြစ်သွားတဲ့ပုံပဲကျွန်တော်ကလည်းလိမ်ပြောလိုက်မိတဲ့အတွက်စိတ်မကောင်းဖြစ်သွားရဲ့လေဒါပေမဲ့မတက်နိုင်ဘူးနောက်ကျသွားပြီတိတ်တော့ကြီးကြီးကြီးမဟုတ်ပါဘူးအုံနောက်ထဲကအချိတ်ကလေးတစ်ခု ခွဲထုတ်ရုံပါဟင်းဆိုပြီးသူ့ပါးစပ်ကိုလက်နဲ့ပိတ်လိုက်တယ်အိစာမရှိပါဘူးအန်တီရဲ့ခဏနေရင်ကောင်းသွားမှာပါ အတိတ်ရှိတာကလည်းအပေါ်ယံကလေးတင်မှာနှစ်မိနစ်လောက်ခွဲထုတ်လိုက်ရင်ပြီးနိုင်ပါတယ်တဲ့ကျွန်တော်လဲခက်တီတီလိမ့်နေဇာတိပေါ်ရကြည်ရဲ့ဆိုပြီးမိရထအချိန်စင်းကိုကောက်ဖတ်နေလိုက်တယ်မိရထအချိန်စင်းကကျွန်တော်အိတ်ထဲမှာအသင့်ပါလာတယ်လေကျွန်တော်ဆိုရဲအကောင်ကလည်းဒါမျိုးကြတော့အလိတ်တွေအဖျန်းတွေကောင်းတယ်မဟုတ်လားအရှင်ရပြီဆိုရင်တော့ဘာပြောကောင်းမလဲတနာကြီးပြောရမလားနှစ်နာရီပြောရမလားတကယ်ဒီနောက်တော့ကျွန်တော်တို့နှစ်ယောက်စကားမဆက်ဖြစ်ကြတော့ပါဘူး သူကလည်းပါလာတဲ့မဂဇင်းကိုဖတ်ပြီးခဏကြာတော့မိရထားပြရင်ကအပြင်ကိုငေးလိုက်လာတယ်။တီးဘူတာရောက်တော့သူဆင်းသွားတယ်။ကျွန်တော်ခွဲစိတ်ကူတာမှုလုပ်ရင်လည်းကံကောင်းပါစေလို့ဆုတောင်းသွားတယ်။ကျွန်တော်နမည်ကိုတော့ရူဒော့လို့ပဲမှတ်သွားတော့တာပါ။နှွေကြောင်ပယ်လို့ရှိရင်ဂလော့စစ်တာမှရှိရဲ့သူတို့အင်ကိုလလဲအောင်နဲ့အာနက်စ်လည်းရှိတယ်တဲ့။သူတို့အင်ကပင်လေကန်းနာမှာတဲ့။တင်းနစ်ကုတ်တို့ဘာတို့လည်းရှိတယ်တဲ့။ကျွန်တော်ကသူ့ကိုကျေးဇူးတင်ကြောင်းပြောပြီး နွေရာသီမှာကျွန်တော်အဖွားနဲ့အတူတောင်အမေရိကတိုက်ကိုတွက်လှည့်ဖို့အစီအစဉ်ရှိတဲ့အကြောင်းပြောပြလိုက်တယ်။တကယ်ကတော့ဘဲဟုတ်လိမ့်မလို့နွေရာသီဆိုရင်ပူလွန်းလို့ကျွန်တော်အဖွားကအိမ်ထဲကတဖွားမှတောင်ထွက်တာမဟုတ်ဘူး။တခါတလေဇပွဲလေးဗာလေးကောင်းကောင်းလာရင်တော့တွက်ကြည့်တဲ့ရဲ့သူတို့စီကိုတွက်မလင်နိုင်ပါဘူးဗျာ။ကြံကြီးစီဟာ။ ယနေ့အတွက်အပိုင်း6ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပြီးခဲ့သူဒေါ်လန်ကလစ်ကတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒေါ်လန်ကလစ်ကများအားလုံးဘေးကင်းကြပါစေရှင်။